ံးတဲ့တရားအနေနဲ့အောင်မြင်ဖို့ပါကအရေးကြီးဆုံးဖြစ်မလဲ။နီးဖြူဟာကောင်းတစ်ခုလားဒါမှမဟုတ်ဈေးကွက်ကိုနားလဲတာလား။တကယ်တော့အများစုကတတိမမူမိတတ်တဲ့အောင်မြင်မှုရဲ့လေးဝက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligence ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်အခြေခံကြတဲ့မိခွန်းတစ်ခုနဲ့ဆက်လိုက်ကြရအောင်။ကုန်တင်များစုဘာကြောင့်ကြာရှုံးကြတာလဲ။အဖြစ်ကထင်ထားတာထက်အများကြီးပိုရိုးရှိနေနိုင်ပါတယ်။ဟုတ်ပါတယ်။သူတို့ရဲ့ strategy ညံ့လို့မဟုတ်ပါဘူး။ တကယ်ပြဿနာကသူတို့ရဲ့စိတ်ခံစားမှုတွေအကြောင်းပါပြောရရင် တကယ်တိုက်ပွဲကဈေးကွက်နဲ့တိုက်နေရတာမဟုတ်ပဲကိုယ်စိတ်ထဲမှာပဲတိုက်နေရတာပါโอเคရန်သူကကိုယ်စိတ်ထဲမှာပဲရှိနေတဲ့ဆိုရင် သူကဘလို့ပုံစံနဲ့တိုက်ခိုင်းနေတာလဲအဲ့ဒါကတော့ကိုကိုကိုပြန်ဖြက်စီနေတဲ့စိတ်ခံစားမှု roller coaster ကြီးပါပဲကုန်သေးတွေကလည်းအန်ဒရီမြိုင်းတဲ့တန်တရာတစ်ခုထဲမှာပိတ်မိနေတတ်ကြတယ် နိုင်နေတဲ့အချိန်ဆိုရင်ကဘာကြီးကိုငါပိုင်းတယ်ဆိုတော့ခန်းစားချက်မျိုးယူကြည့်မှုတွေလုပ်ငန်းနေတတ်ကြတယ်။ဒါပေမဲ့ရှုံးပြီဆိုတာနဲ့ကြောက်စိတ်တွေဝင်ထေလန့်ပြီးပါလို့လို့ပါကိုကံရမမသည်ဖြစ်သွားရောဒီလိုစိတ်ခန်းစားမှုအတက်ကြတွေကဆုံးဖြတ်ချက်မမှန်ကန်ကန်ချနိုင်စွမ်းကိုလုံးဝပြစီစရာပေါ့စိတ်ခန်းစားမှုတွေကဘလောက်တောင်ပြင်းထန်နိုင်လဲဆိုတာကို Jared F Martinez ရဲ့စကားတစ်ခုနဲ့ပြပြောချင်ပါတယ်သူကပြောတယ်ထရိတ်တစ်ခုမှရှုံးသွားလို့ကိုကွန်ပျူတာကိုဆွဲယူပြီး နိုင်ငံနဲ့ပြစ်ပေါက်တာကျမ်းမြင်ပေါ်ပြစ်ပေါက်တာမျိုးတွေကျွန်တော်ကိုယ်တိုင်မြင်ဖို့တယ်ကြားလက်ကြားဖို့တယ်တဲ့ကြည့်ပါလားစင်ရင်တုံတွေကလုံးဝပျောက်ဆုံးသွားတဲ့အခါဘာတွေဖြစ်လာနိုင်လဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်သားစေပါတယ်ကဲစစ်ခံစားမှုကရန်သူဆိုရင် ဖြည့်ရှင်းချက်ကဘာဖြစ်မလဲဟုတ်ပါတယ်အဲ့မှာပဲစစ်ခံစားမှုဆိုင်ရာဉာဏ်ရည် EI ရဲ့စွမ်းအားကအရေးပါလာပါပြီ emotional intelligence EI ဆိုရပါလဲ အလွဲပေါ်တိုင်းရင်ကိုယ့်ရဲ့အပြတ်တဘိုးဆောင်တဲ့စိတ်ခံစားမှုတွေတားကောင်မထစ်သွားပဲအဲ့ဒီစိတ်တွေကိုထိန်းချုပ်ပြီးမန်ကန်တဲ့ဆုဖြတ်ချက်တွေချနိုင်တဲ့စွမ်းရည်ကိုခေါ်တာပါစိတ်ခံစားမှုကကိုကိုထိန်းချုပ်တာမဟုတ်ပဲကိုကစိတ်ခံစားမှုကိုပြန်ထိန်းချုပ်နိုင်တာပေါ့ဒါကိုဦးနှောက်ရဲ့အလုပ်လုပ်လို့ဖို့နဲ့ရှင်းပြလို့ရတယ်အယောင်းဝယ်လုပ်နေချိန်မှာဦးနှောက်နဲ့ချန်ကအားပြိုင်နေတယ်လို့ပဲဘဲဘဲဦးနှောက်ကကြိုးချောင်းစင်ကျင်တဲ့စီမံခန့်ချူသူအချက်လက်တင်တဲ့အလုပ်လုပ်တယ်ညာဘက်ဦးနှောက်ကတော့စိတ်ခံစားမှုလွမ်းမိုးတဲ့စိတ်လိုက်မာမာလုပ်သူ ကြောက်စိတ်တွေလောဘတွေနဲ့ဆုံးဖြတ်တယ်။ EI ကောင်းတဲ့သူကညာဘက်ဦးနှောင်ရဲ့အနှုံးရှစ်ကိုဖယ်ထုတ်ပြီးဘဲဘက်ဦးနှောင်ရဲ့စီမံခင်းအတိုင်းတီတီငင်ငင်လှုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီပြဿနာက trading log ကမှာပဲရှိတာမဟုတ်ဘူးနော်။လေလာမှုတစ်ခုအရာဆိုရင်အတန်မွေးဝမ်းကြောင်းလုပ်ငန်းတွေရဲ့85000ကျပ်နှုန်းဟာစိတ်ခံစားမှုကိုမထိန်းချုံးနိုင်တဲ့အရေးချင်းနေကြမှုကြောင့်လမ်းလွဲသွားတယ်လို့ဆိုပါတယ်။ ဒါက EI ဆိုတာဘဝရဲ့ကန္တာတိုင်းမှာဘလောက်တောင်အရေးကြီးလဲဆိုတာကိုပြနေတာပဲ။ Jared F Martinez ကပဲထပ်ပြောထားတာအညာလိထီပြီ။ဇယားကွက်ကိုကြည့်ပြီး trader မဟုတ်ပဲနှလုံးသားရဲ့ခံစားချက်အတိုင်း trader ကသင်ဖြည့်ဆုံးသွားပြီပဲတဲ့။ရှင်းရှင်းလေးလည်းပါပဲ။ကြိုးချောင်းဆင်ခြင်းတုံတရားကကုန်သေးတယောက်အတွက် oxygen ဆိုရင်ထိန်းချုပ်မရတဲ့စိတ်ခံစားမှုကတော့သေမင်းတမန်ပါပဲ။ဒါဆိုရင် EI ကိုဘလို့တိဆောက်ကြမလဲ။အဲ့ဒီတရရင်စုံကိုစိတ်ရအပိုင်းနှခုဘလို့အလုံးလုံးတယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့စိတ်မှာအဓိကအပိုင်းရေပိုင်းရှိပါတယ်။တစ်ခုကဒီစိတ် conscious mind သူကတွေးခေါ်တယ်။ဆုံးဖြတ်ချက်ချတယ်။တခါစောင့်တယောက်လို့ပဲ။နောက်တစ်ခုကမသိစိတ် subconscious mind သူကတော့ဘာမှမစဉ်းစားဘူး။အပေါ်ကလည်းအပင်အတန်းလွတ်ဆောင်တယ်။အချင်းတီကိုဖန်တီးပေးတဲ့အလုတ်သမားချီပေါ့။အချင်းတစ်ခုဘလို့ဖြစ်လာလဲဆိုတော့ဒီစိတ်ကအတွေးတစ်ခုကိုထက်ခါထက်ခါတွေ့ရဲ့။ဒါဟုတ်တယ်။ဒါမှန်တယ်လို့လက်ခံလိုက်ပြီးစရနဲ့အဲ့ဒီအတွေးကိုမသိစိတ်စီကိုပို့လိုက်ရော။ မတိစိတ်ကအဲ့ဒီအတွင်းနဲ့ဆိုင်တဲ့လောဆောင်ချက်ကိုမှန်တမ်းတင်တယ်။အချင်းချင်းထက်လို့ရင်းနဲ့နောက်ဆုံးမှအလိုလျောက်ဖြစ်သွားတဲ့အချင်းတစ်ခုဖြစ်လာတာပါပဲ။ကောင်းတဲ့ချင်းဖြစ်ဖြစ်ဆိုတဲ့အချင်းဖြစ်ဖြစ်ဒီနည်းနဲ့ပဲဖြစ်လာတာပါ။ဒီနေရာမှာအရေးကြီးဆုံးအချက်ကပါလဲဆိုတော့မတိစိတ်ကအကောင်းနဲ့အဆိုးအမှန်နဲ့အမှားကိုလုံးဝမခွဲခြားတတ်ဘူး။သူထိတာကလှုပ်ဆောင်မှုနဲ့အချင်းပဲ။ဒါကြောင့်ကိုယ့်ရဲ့အတွေးလေးကိုထွင်းချုပ်ဖို့ကတည်ရှိရှင်ရဲ့တမျှအရေးကြီးတာပါ။ဘာလို့လဲဆိုတော့ ကို့ထက်ခါထက်ခါတွေးနေတဲ့အရာကိုသူက မျက်စိမိုက်ပြီးအကောင့်အထက်ဖော်ပေးနေမှာမို့လို့ပဲကဲ theory တွေပြောပြပြီးဆိုတော့လက်တွေ့ဘက်ကိုထားကြည့်အောင်ကွန်တက်တယောက်အနေနဲ့အများရောက်ဖို့ကိုယ့်စီကိုဘယ်လို program ပြန်ရင်မလဲလွတ်လို့ရပါတယ်အတွေးရဲ့စွမ်းအားကဒီလိုပါဒီ trade မှာငါရှုံးတော့မှာပဲလို့တွေးလိုက်တာ ਨੇ မတိစိတ်ကအရင်ကရှုံးခဲ့တဲ့အဖြူမူတွေအမားတွေကိုအကုန်ပြန်ခေါ်လာပြီးအဲ့ဒီတိုင်းပြန်လောက်ခိုင်းတော့တာပဲတစ်ဖက်မှာ ငါကအောင်မြင်တဲ့အကုန်တွေအောင်လို့အခိုင်အမာ တွေးလိုက်ရင်တော့မတိစိတ်ကအရင်ကနိုင်ခဲ့တဲ့မှန်ခဲ့လာလို့ရတူကိုပြန်ထည့်ထွင်ပြမှာပါ။ဒါဆိုကိုစိတ်ကိုဘယ်လို reprogram ပြန်လုပ်မလဲ။အစင်လေးစင်ရှိပါတယ်။တစ်ကိုကိုဒေါသထွက်စေတဲ့ကြောက်စေတဲ့အကြောင်းရင်းကိုအထီမကုနှစ်ဘာမှမလုပ်ခင်ခဏလေးပဲထိတ်ထိတ်ရက်လိုက်။သုံးအဲ့အစိုးမြင့်အတွေးကို အကောင်းမြင့်အတွေးတစ်ခုနဲ့အစားထိုးလိုက်ပါ။ဥပမာငါရှုံးလို့မယ့်အစား ငါ plan အတိုင်းပဲလုပ်မယ်ဆိုတာမျိုးပေါ့လေဒီစင်ဒီကိုအောင်မြင်တဲ့အချင်းတစ်တခုဖြစ်လာတဲ့အထိထက်ခါထက်ခါလေ့ကျင့်တော့ပါတကယ်တော့အောင်မြင်တဲ့ဂုံသေးတွေဆိုတာကသူတို့ရဲ့စိတ်ခံစားမှုတွေကိုလမ်းညွန်ထိန်းချုပ်နိုင်တဲ့သူတွေပါသူတို့ရဲ့စိတ်ခံစားမှုတွေကသူတို့ကိုခြေလှယ်ခွင့်လုံးဝမပေးပါဘူးဂျရက် F Marinus ကပဲနီကုန်းချော့ကနေနဲ့ပျော်ရတာလေးကအယံလာပါတယ်အောင်မြင်မှုကိုတွေးပါအောင်မြင်မှုလိုက်လာလိမ့်မယ် ကြာရှုံးမှုကိုတွေးပါကြာရှုံးမှုလိုက်လာလိမ့်မယ်တဲ့ဒီလောက်ရိုးရှင်းပြီးဒီလောက်နည်းနည်းပါတယ်ဒီတော့နောက်တစ်ခါ train မလုခင်မှာကိုကိုကိုပြန်မေးကြည့်ဖို့ပါပဲဘလို့အတွေးမျိုးကိုတွေးဖို့ရွေးချယ်မှာလဲဘာလို့လဲဆိုတော့တကယ်တိုက်ပွဲကအစရာအကွက်ပေါ်မှာစတာမဟုတ်ပါဘူးကိုရဲ့စိတ်ထဲကပထမဆုံးအတွေးမှာပဲစတင်တာဖြစ်လို့ပါပဲ။